မင်္ဂလာပါရှင်ဇွန်လ28ရက်စနေနေ့ရရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တာမွေမြို့နယ်တွင်တဘာဝဘေးရောပါရေးအသိပညာပေးဟောပြောွေးကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့မြို့နယ်ပညာရေးဌာနတို့ပူးပေါင်းပြီးတဘာဝဘေးရောပါရေးအသိပညာပေးဟောပြောွေးကိုဇွန်လ28ရက်မော်လွယ်ပိုင်းကတာမွေမြို့နယ်ရှိအမှတ်3အခြေခံပညာအထက်တန်းကျောင်းဇွဲခမ်းမှာကျင်းပကြောင်းသိရပါတယ်။ ရှေးဦးစွာကျောင်းဆရာမကြီးဒေါက်ကီတီဦးကအဖွင့်အမှားစကားပြောကြားပြီးရန်ကုန်ရှေးပိုင်းခရိုင် BNA ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးသူရင်အောင်က ပုံတိုင်း BNA ကျူတင်ကာကွယ်ရေးနှင့်ပတ်သက်၍၎င်းဦးစီမှုဦးစောမင်းတွင်ကငလင်ဘေးအန်ရီကျူတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍၎င်းအသိပညာပေးဟောပြောကြားကြောင်းသိရပါသည်။ အလာဒူတဘာဝဘေးရော့ပါ၏အသိပညာပေးဟောပြောပွဲကိုဇွန်လ29ရက်နေ့အတွင်းတာဝီမြို့နယ်ရှိအမှတ်လေးအခြေခံပညာအထက်တန်းကျောင်းညပန်းသစဉ်ခမ်းမမလေးပြုလုပ်ကြောင်းသိရပါရရှင်ဒီသတင်းကိုတော့နိုင်လင်းအောင်ကပြပလာပါဆက်လက်တင်ဆက်ပေးမှာကတော့လေကူးမြို့နယ်တွင်အခြေခံပညာနှင့်စက်မှုစိုက်ပျိုးရေးမွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်ထားရှိမှုနှင့်အခွင့်အလမ်းများအကြောင်းအသိပညာပေးဟောပြောတဲ့သတင်းဖြစ်ပါသည် ရန်ကုန်တိုင်းဒေသကြီးလက်ကူခရိုင်လက်ကူမြို့နယ်တွင်2025-2026ပညာသင်နှစ်အတွက်အခြေခံပညာနှင့်စက်မှုစိုက်ပျိုးရေးမွေးမြူရေးအထက်တန်းကျောင်းဖွင့်လှစ်ထားရှိမှုအခြေအနေနှင့်ဂရိနန်းအောင်မြင်ပြီးသောကျောင်းသားကျောင်းသူများတက်ရောက်နိုင်သောအခွင့်အလမ်းများကြောင်းအသိပညာပေးဟောပြောပွဲကိုဇွန်လ26ရက်နေ့နေ့ပိုင်းကအခြေခံပညာအထက်တန်းကျောင်းစာပူတော်မှာပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဥက္ကင်စောက လူငယ်နှင့်အလုတ်ကိုင်းခွင့်လန်းစက်မှုစိုက်ပျိုးရေးမွေးမြူရေးတွဲပတ်တင်ကြမည့်အစီအစဉ်များကိုရှင်းလင်းပြကြပြီးဆရာဆရာမများကျောင်းသားမိဘများကျောင်းသားကျောင်းသူများသိရှိလိုသည့်များကိုပြန်လည်ဖြေကြားကြကြောင်းသိရပါရဲ့ရှင်ဒီသတင်းကိုတော့အေးအေးနွေကပေးပို့လာတာပါထမံတင်ဆက်ပေးမှာကတော့ကွန်းချံကုန်းမြို့နယ်တွင်ရှေးဥပြုစုခြင်းအခြေခံတင်နန်းဖွံ့ဖြိုးကျင်းပတဲ့တင်ပြဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကွန်းချံကုန်းမြို့နယ်မိခင်နေကလေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်ကြက်ချီနီအသင်းခွဲတို့ပူးပေါင်းစီစဉ်သောရှေးဥပြုစုခြင်းအခြေခံတင်နန်းဟုဇွန်လ29ရက်နေ့နဲ့ပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမှမှဖွင့်လှစ်ကြောင်းသိရပါသည်တင်နန်းဖွင့်ပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးချန်ဖေရန်ကတင်နန်းဖွင့်အမှာစကားပြောကြားပြီးမြို့နယ်ကြက်ချိန်ကြီးအသင်းဥက္ကဋ္ဌဦးတန်ထွန်းကတင်နန်းနှင့်ဆက်လင်း၍ရှင်းလင်းပြောကြားပါသည် တင်နန်းကိုတင်နန်းသူတင်နန်းသား32ဦးတက်ရောက်ကြကဇွန်လ29ရက်မှ29ရက်ထိဖွင့်လှစ်တင်ကြမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ဆွေနွေကပေးပို့လာတာပါနောက်ထပ်တင်ဆက်ပေးမှာကတော့ရွှေပြည်သားမြို့နယ်တွင်ကြောင်းချမ်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သားမြို့နယ်တွင်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့်ကြောင်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်းကိုဇွန်လ29ရက်နေ့နေ့ပိုင်းကအမှတ်9နဲ့အမှတ်73အခြေခံပညာအလဲတန်းကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှဒေါက်တာမြင့်မြတ်နေနဲ့ကျန်းမာရေးဝန်ထမ်းများကပြုလုပ်ကြကြောင်းသိရပါဗါတယ်။အဲ့ဒီလိုပြုလုပ်ရာတွင်ကျောင်းသားကျောင်းသူများအောင်ဖိတ်အန်နီယကွန်ဆလိတ်ဆေးရွက်ကြီးအန်နီယပြုရည်သူကျမ်းမာရေးလူကုန်ကူးမှုအန်နေများအကြောင်းအသိပညာပေးဟောပြောကြပြီးကျောင်းမှုစည်းရန်ကိုစစ်ဆေးခြင်းများဆောင်ရွက်ကြောင်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့အေးမိုးကပြပူလာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကျိုးစာစီစာကုန်းပြိုင်ပွဲပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးဘုဒ္ဓထောင်မြို့နယ် Community Center ခန်းမာတွင်ဇွန်လ29ရက်နေ့နဲ့10နာရီကမြန်မာအမျိုးသမီးများနှင့်အထိမ်းမတ်အကျိုးစာသီစာကုန်းပြိုင်ပွဲပြုလုပ်ကြောင်းသိရပါသည်။စာသီစာကုန်းပြိုင်ပွဲတွင်ဘုဒ္ဓထောင်မြို့နယ်အတွင်းရှိအခြေခံပညာအလေတန်းကျောင်းနှင့်အထက်တန်းကျောင်းများမှကျောင်းသူ22ဦးဝင်ရောက်ရှင်ပြိုင်ဖြစ်ဆိုကြပြီးပထမဒုတိယတတိယရရှိတဲ့ကျောင်းသားကျောင်းသူများအားစုများဆက်လက်ပြီးတော့မှဖြစ်ကြောင်းသိရပါသည်ရှင်။ဒီသတင်းကိုတော့ခင်ဝင်းကပေးပို့လာတာပါ။